လေစိတ်မှာခရီးသွားမဲ့သူတွေလေရင်မော်တက်ကြပါလေရင်ထွက်ပါတော့မယ်ဆိုတာမျိုးကြင်ညာလိုက်တဲ့အခါမှာပေါ့ကွာလုံချုံရိတ်ခိတ်အနီးမှာအဖေနဲ့သမီးဟာတယောက်နဲ့တယောက်ပွေဖက်နှုတ်ဆက်ကြတဲ့ပွေဖက်နှုတ်ဆက်ရင်အဖေဖြစ်သူပြောတာကအဖေသမီးကိုချစ်တယ်လူရဆန္ဒပြေဝပါစေတဲ့သမီးကလည်းအဖေနဲ့သမီးတို့ ဘဝတာအတူတူနေခဲ့ရတဲ့ကာလတစ်လျှောက်လုံးမှာအဆအဆအရာရာ လိုအပ်တာထက်တောင်းမှ အပြည့်အဝရခဲ့ပြီးပါပြီ။အဖေလဲလူရဆန္ဒပြေဝဖို့သမီးဆန္ဒပြုပါတယ်ဆိုပြီးပြန်ပြောတယ်။အဲ့ဒီလို ပြောတာမြင်ရကြားရတဲ့သူကตาအဖနှစ်ယောက်နှုတ်ဆက်ခွဲခွာပြေးချိန်မှာဖခင်ဖြစ်သူကငိုချင်းချင်းဖြစ်နေတာကို တွေ့ရတဲ့။သူက အဲ့ဒီဖခင်ဖြစ်သူရဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုအနောက်အရှက်မပေးမိအောင်တတိထားနေတယ်။ဒါပေမဲ့အဲ့ဒီဖအေက ခမားအနေနဲ့ထာဝရခွဲခွာရတော့မယ်ဆိုတာသိနေတဲ့သူတယောက်ကို ကိုပိုင်လို့နှုတ်ဆက်ဖူးသလားမေးတယ်။နှုတ်ဆက်ခဲ့ဘူးပါတယ်လို့သူကပြန်ဖြေတယ်။ပြီးတော့ဘာကြောင့်ခုဟာကထာဝရခွဲခွာဖို့နှုတ်ဆက်တာဖြစ်ရမှာလဲလို့သူကပြန်မေးတယ်။အဖေဖြစ်တဲ့လူက ကျွန်တော်အသက်အရွယ်ကြီးလာပါပြီ။သမီးလေးကဟိုးအဝေးကြီးမှနေတယ်။ရှေ့မှာကျွန်တော်ဆက်လျှောက်ရအောင်မဲ့ဘဝခရီးချမ်းတွေလည်းရှိသေးတယ်။တကယ်ရတော့နောက်တစ်ခေါက်သမီးပြန်လာတဲ့ခရီးဟာကျွန်တော်အတုပအအတွက် ဖြစ်ကောင်းဖြစ်မယ်တဲ့။ခမ ्या ဂုတ်ပိုင်းလို့နှုတ်ဆက်ရင်းပြောလိုက်တာတခုကျွန်တော်ကြားလိုက်တယ်။ဘာလို့ဆိုရလဲကျွန်တော်မေးလို့ရမလားလို့ तू ကမေးတယ်။အဲ့ဒီဖခင်ကစပြုံးတယ်။အဲ့ဒါဟာ ကျွန်တော်တို့မိဘဘိုးဘွားအစင်အဆက်လက်ဆင့်ကမ်းလာခဲ့ကြတဲ့ဆန္ဒပြမှုတစ်ခုပါကျွန်တော်မိဘတွေကလူတိုင်းကိုအဲ့ဒီလိုပြောလို့ရှိတယ်ပြောရာကအဲ့ဒီဖခင်ကခိတ္တစကားပြောတာရနာပြီးခေါင်းကိုအပေါ်မော့ကတစုံတစ်ခုကိုအသေးစိတ်ပြန်စင်းစားတယ်ပြီးတော့ပိုပြီးဝင်းပတဲ့အပြုံးကိုပြုံးတယ်လူရဆန္ဒပြေဝပါစေလို့သူများကို ျွန်တော်တို့ပြောကြတဲ့အခါအခြားသူတွေရဲ့ဘဝတာမှာပြည့်စုံကောင်းမွန်ခြင်းတွေနဲ့ပြည့်ဝစေခြင်း ਨੇ အဲ့ဒီဖခင်ဟာ သူ့ဘက်ကိုတက်တက်လှဲ့လိုက်ပြီးသူ့မှတ်ညံတွေကမှတ်သားထားတာတွေကိုရွတ်ပြတယ်။ရှုံးပတဲ့နေမင်းက အမိုက်အမောင်တွေဖယ်ရှင်းပေးပြီးနေတဲ့တနေ့ပေါ်ထွန်းကလူရဆန္ဒပြေဝပါစေ။ရွာဖို့တင့်ရအရက်ဒေတာမှာ ကောင်းစွာရွှေမိုးရွာပါစေ။တင့်ရာပျော်ရွှင်ချမ်းမြေမှုတွေထာဝရတည်ရှိကလူရာဆန္ဒပြေဝပါစေ။ဘဝတားမှာနာကျင်ခံစားရမှုတွေမရှိတော့ဘဲပျော်ရွှင်စရာလေးတွေဟာပျော်စရာကြီးတွေအဖြစ်ဖြစ်ပေါ်လာပါစေ။နှစ်သက်ဖွယ်ရာလိုလားတာတွေခံစားရရှိနိုင်ပါစေ။ဂုံတိတ်ခါပိုင်ဆိုင်မှုတွေညော့နေဆုံးရှုံးမှုမရှိဘဲတိုးတက်ပါစေ။နောက်ဆုံး နှုတ်ဆက်ခြင်းတွေနဲ့နှုတ်ဆက်ခွဲခွာရခြင်းမှာကျေနပ်စရာကောင်းလာတဲ့ကြိုးစိုးနှုတ်ဆက်ခံရမှုတွေအပြည့်အဝ ရရှိပါစေ။ဒီလိုပြောပြပြီးနောက်အဲ့ဒီဖခင်ဟာစတင်ငိုကြွေးမိပြီးရှောက်လန်းကထွက်သွားတဲ့